ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျမင်္ဂလာပါဗျ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့ဒါ Premier League ပြန်စပြီပေါ့လीเนาะ International Break အပြီးမှာကျွန်တော်တို့ဒါအာပထမဆုံး ဒါခံပတ်မဲ့အနေအနေထားပေါ့လीเนาะအဲ့တော့လက်ရှိကတော့ဒီနေ့မှာအသင်းကြီးဆိုလို့ကျွန်တော်ဒါလီဗာပူးပွဲရှိမယ်ချယ်ဆီပွဲရှိမယ်အဲ့တော့ညမန်စီးတီးနဲ့ဒါနျူကာဆယ်ပွဲရှိမယ်မနေ့ပြန်တော့ကျွန်တော်ဒါလန်ဒန်ဒါဘီပေါ့လीအာဆင်နယ်နဲ့တော်တော်ဟော့စပါပွဲလေးရှိမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်စနေနေ့ကတော့ပွဲများတယ်ပေါ့နော်အဲ့တော့ဒီပရီးမီးယားလीမှာပဲအဲတော်တော်လေးများပါတယ်အဓိက3 6ခွနပွဲပေါ့လीเนาะအဲ့တော့ကျွန်တော်မမပွဲတွေအကုန်လုံးညီကိုတွေအကုန်လုံးပို့ပြီးပါပြီเนาะအဲ့တော့အခုမှကျွန်တော်ကျွန်တော် live လုပ်ပြီးမှအဲစာအစ်စ်ပို့တဲ့ ညီကိုတွေကတော့ခဏလေးစောင့်ပြပါเนาะကျွန်တော် live ပြီးရင်တော့ကျွန်တော် reply လေးပြန်ပေးပါမယ်เนาะကျွန်တော်စောစောအထိကိုအကုန်လုံးတောက်လျှောက် reply လေးတော့ပြန်ထားပါတယ်เนาะအကုန်လုံးလည်းပြီးပြီဆိုတော့ကျွန်တော် live လေးလွှင့်လိုက်တာဖြစ်ပါလိမ့်ဗျအဲ့တော့ကျွန်တော်မမပွဲတွေအကုန်လုံးကိုဒါပို့ပြီးသွားပါပြီမရသေးရင်တော့ကျွန်တော်လာပြောလို့ရပါတယ်เนาะ Viber မှာโอเคပါဗျအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒါ22ရက်เนาะ17လ2025ရက်ပို့ချုံသုံးချက် ါ live ၃ခုဒီနေ့လွှင့်ပါမယ် premier league ကျွန်တော်ဒီ live ထဲမှာ premier league လောကပြောမယ်အကုန်ပွဲပိုင်းနေပါကျွန်တော်ပြောခဲ့မယ်ပြီးနောက် live မှာကျွန်တော်တို့အဲ la liga နဲ့ league 1နဲ့ championship နဲ့တူတခြား league တွေကကောင်းတဲ့ပွဲလေးတွေပြောမယ်ပြီးတော့နောက်ဆုံး live မှာတော့ကျွန်တော် bundesliga နဲ့တခြားအဲဒီဒီ CVA ဖြစ်ဖြစ်ပေါ့လीเนาะအဲ့တော့ဒါလေးခွဲပြီးပြောမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကတော့ live လीး ၃ခုရှိပါမယ်เนาะအဲ့တော့အချိန်ကုန်မခံချင်တဲ့ညီကိုတွေတခြားလှုပ်ရှိတဲ့ brother တွေအတွက်ကတော့ကျွန်တော်မန်မာလီเนาะခေါ်ထားပါတယ်အဲ့ဒါကတော့ကျွန်တော်မနေ့ကเนาะ announcement လုပ်ထားပါတယ်အဲ့တော့အားလုံးလည်းပို့ပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့ဒါ live เนาะနည်းနည်းလေးအကုန်လုံးကြကြလက်ကြเนาะအချက်လက်လေးတွေကြည့်ကြရင်တော့ဒါ live လေးကိုကြည့်လို့ရပါတယ်เนาะโอเคပါဗျအဲ့တော့အသေးလေးလက်မလေးเนาะကြည့်တဲ့ brother တွေเนาะတခြားလောက်တယောက်တစ်ချက်လောက်ကုညီပြီးတော့လေနှိပ်ပေးကြပါအောင်ညီကိုတွေကျေးဇူးများကြီးတင်ပါတယ်ဗျအဲ့တော့ဒီနေ့ကတော့ကျွန်တော်ဒီနေ့ရွေးချယ်ထားတဲ့ပွဲဒီနေ့ကျွန်တော်2 star ပွဲလေး တပွဲဒီနေ့เนาะကြောင်းတော့ပွဲအဖြစ်ရွေးချယ်မှုလေးချပေးมาဖြစ်ပါတယ်เนาะအဲ့တော့၄သိန်းမောင်းတမောင်းနဲ့အတူဒီနေ့ပြောပေးมาဖြစ်ပါတယ်เนาะအဲ့တော့သက်ဆိုင်ရာပွဲကတော့သက်ဆိုင်ရာတွေမှာပါมาဖြစ်ပါတယ်အဲ့တော့ဒီထဲမှာတော့ Premier League တွေကနှစားပွဲလေးပါတယ်အတွက်ကျွန်တော်ဒီ Premier League မှာတော့တပွဲပြောပေးมาဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ပြီးွားมาပဲ၄သိန်းမောင်းလေးအစိုးမှာပြောပေးมาဖြစ်ပါတယ်เนาะโอเคပါဗျာ မင်္ဂလာပါဗျ brother မောင်စိမ့်မင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါမျိုးကျော်သူမင်္ဂလာပါဦးစိုးမြင့်မင်္ဂလာပါရွှေရမင်္ဂလာပါပြည်ဖြိုးမင်္ဂလာပါစိုးလာမင်းမင်္ဂလာပါဗျနွေးနွေးမင်္ဂလာပါဇေကြီးမင်္ဂလာပါတန့်စင်မင်္ဂလာပါဗျ great sweet smile smile မင်္ဂလာပါဗျအာဇင်ဝေထွတ်မင်္ဂလာပါဆက်ကောင်းခန့်မင်္ဂလာပါဗျမောင်ပစင်းမင်္ဂလာပါမာရီယိုဇာနီမင်္ဂလာပါအောင်းအောင်းအောင်းမင်္ဂလာပါဗျ brother နေဆန်းမင်္ဂလာပါဝင်းအောင်မင်္ဂလာပါကိုငယ်မင်္ဂလာပါမုန်းကီအီမင်္ဂလာပါဦးဝင်းစော်မင်္ဂလာပါ အဲ brother နေဝင်းမင်္ဂလာပါစိုးကြော်သူမင်္ဂလာပါဗျာကိုကြော်ကြော်မင်္ဂလာပါအဲဇော်မင်းလိုက်မင်္ဂလာပါအဲနေမိုးမင်္ဂလာပါဆက်မင်္ဂလာပါ Redmi user မင်္ဂလာပါ brother ကြော်စိုးမင်္ဂလာပါဦးဝင်းထေးမင်္ဂလာပါ Rambo Rambo မင်္ဂလာပါရွှေကြီးမင်္ဂလာပါဆက်မင်္ဂလာပါမင်းမင်းမင်းမင်္ဂလာပါညီကိုရေး brother နိုင်ဝင်းမင်္ဂလာပါကိုကြော်ကြော်မင်္ဂလာပါဗျာအဲဘယ်ဟောလဲအာဆက်မင်္ဂလာပါ Redmi user မင်္ဂလာပါဗျာဦးဝင်းထေးမင်္ဂလာပါဗျာ free today မင်္ဂလာပါ အာဘယ်ရောက်သွားလဲဆိုတော့တွန်းတွန်းလင်းမင်္ဂလာပါဗျမုန်ကီအီမင်္ဂလာပါဇင်ဝိုင်းမင်္ဂလာပါဇော်မင်းလိုက်မင်္ဂလာပါညီကိုရေး brother ဇော်ဇော်မင်္ဂလာပါတာလာနော်မင်္ဂလာပါဗျအာနက်စ်မင်္ဂလာပါရမ်ဘိုရမ်ဘိုမင်္ဂလာပါကျွန်တော်အဟို why seven chance to eat seven chance လေးကျွန်တော်ထပ်ရှင်းပြပါမယ်နော်အဲ့တော့အဓိကဒီနေ့ပွဲထဲမှာမန်မာလေးမှာလေးပါပါတယ်အဲ့တော့အဓိကတော့1ကတော့အင်ကွင်းအသင်းပေါ့လေ2ကတော့အဝေးကွင်းအသင်းဖြစ်ပါတယ်8ဆိုတဲ့ဟာကတော့တရေကိုပြောတာပါအဲ့တော့ why ဆိုရင်ကျွန်တော်တို့အင်ကွင်းအသင်းကအသင်းကြီးပဲဖြစ်ဖြစ်အသင်းကြီးပဲဖြစ်ဖြစ်ဒီပီလီပီတာရှီကတော့1 8ဆိုရင်တော့ကျွန်တော်ဒါအင်ကွင်းအသင်းအနိုင်တော့မဟုတ် တည်ရဆိုရင်ကျွန်တော်တို့ဒါအဲအိုက်ဘက်ကနေတဲ့ brother တွေကအနိုင်ရမှာဖြစ်ပါတယ်နော်အဲ့တော့ 2A ဆိုလည်းထိုနီလောက်မဲအဝေးခွင့်အသင်းအနိုင်တော့မဟုတ်အဲတည်ရဆိုရင်တို့အဝေးခွင့်အသင်းအဲသွားတဲ့ brother တွေကအနိုင်ရမှာဖြစ်ပါတယ်ဒါလေးပါပဲနော်အဲ့တော့ကျန်တာတော့အဲ5ဘောက5ဘောက်တွေကတော့ပုံမှန်အတိုင်းပါပဲနော်အဲ့တော့အဲ wise mark မှာတော့ရွေးစရာတော့ chance များတယ်ဗောလေနော်ဒါမဲ့လည်းဇာနဲလေလေအဲကျွန်တော်အောင်းနိုင်ဖို့ chance ကများလေလေဖြစ်တာကြောင့် တောင်ယူရင်တော့ကျွန်တော်တို့အရှုံးမရှိနိုင်ဘူးထင်ပါတယ်ဒါပေမဲ့လည်းရတဲ့ပမာဏကလည်းတော်တော်လေးနည်းပါတယ်เนาะအဲ့တော့လည်းလောဘမထိန်းနိုင်တဲ့လောဘထိန်းနိုင်တဲ့အဲပုံမှန်လေးသွားမဲ့ brother တွေညီကိုတွေအရှုံးသိပ်နည်းခြင်းနဲ့ brother တွေကတော့အဲ့လိုဆော့တာတော့အကောင်းဆုံးပဲလို့ကျွန်တော်ကတော့ယူဆတယ်ပေါ့လीเนาะโอเคပါကြည့်ရအောင်ဆိုကျွန်တော်တို့ premier league လေးကျွန်တော်စလိုက်ကြမယ်เนาะ ဲ့တော့တုံးစံနိုင်လေးတဲလေးလမလေးနော်တယောက်တစ်ယောက်ကူညီတော့နှိပ်ပေးကြပါအောင်ဒီဂရီဂျီသူများကြီးတင်ပါရပြအဲ့တော့ကျွန်တော်တို့ဒါဒါ wise ဘာမှဆော့ချင်ဒီဂရီနည်းနည်းကလည်း go ရဲ့ promo code ဖြစ်တဲ့ GB777 အောင်လည်းအသုံးပြုတော့လေ100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက wise ဘာမြန်မာ Facebook page နဲ့သူတို့ application သုံးဖို့ website link နဲ့ customer service call တွေနေပြီးတော့လည်း24နိုင်တည်လို့ရတယ်မေးမြန်းလို့ရပါတယ်ကျွန်တော်တို့ let's go ပါအဲ့တော့ premier league မှာကျွန်တော်အစောပိုင်းအနေနဲ့ Chelsea နဲ့ကျွန်တော်ဘန်လီပွဲစပြီးပြောပြီးမှာဖြစ်ပါတယ်ခဏနေနေတော့ကျွန်တော်ကန်တော့မယ်ပေါ့လीနော်အဲ့တော့ let's see ရတော့ line up က အဲထွက်တော့ထွက်တော့မယ်ပါနော်နောက်ဒီ7 minutes 7 minutes နဲ့လောက်နေရင်တော့ line up ထွက်ပါမယ်အဲ့တော့လက်ရှိကတော့ Chelsea အနေနဲ့ကတော့အရန်ကြီးကြီးကြီးမားမားပြောင်းလဲမရှိဘူးဆိုတော့ Dan Lucien အများစုပြန်လည်သက်သာလာတယ်ဗောလေ5ပတ်မှလောက်ပဲတိုက်ဆက်ကမပါတဲ့အနေထားမှာလောလောဆယ်လူစုံတက်ဆုံနေလို့ပဲကျွန်တော်ပြောရမှာဖြစ်ပါတယ်နော်အော်ကနာချို Dilap Nato ကွင်းလယ်မှာလည်း James ပြန်ပါလာပြီ Fernandez တို့ပါတဲ့အနေထားမှာနော် Jao Barro လက်ရှိတဲ့အနေထားမှာအဖက်ဖက်ကတော့ဒီ Chelsea ကပြည်စုံနေတယ်အဲ့တော့စဉ်းစားမှာကလက်ရှိ ဒီ Premier League မှာရမှတ်ပေါ့လေ။အဲ့တော့ Arsenal ကလည်းရှိ Premier League မှာ26မှတ်နဲ့ယက်တည်နေတယ်။ Man City က22မှတ် Chelsea က20နဲ့ယက်တည်နေပါသေးတယ်။အဲ့တော့လက်ရှိအဲဒီဒီဘက်မှာမနေ့ပြန် Arsenal နဲ့ Tottenham Hotspur တွေ့တဲ့အနေထားမှာအကယ်၍ Arsenal အသင်းတည်ကြသွားမယ်ဆိုရင် Chelsea အနေနဲ့ကအဆင့်1ကိုဒါဖိအားလိုက်ပေးနိုင်မယ်နော်။အဲအခွင့်အရေးရှိနေပါတယ်။ဒါကြောင့် Chelsea ဟာဒီကြောင်အသုံးမှတ်ရမယ်လို့ဘူဂီတွေယူဆထားတဲ့အတွက်ကျွန်တော်တလုံးတည်နဲ့ကာထားခြင်းဖြစ်တယ်။အဲ့တော့တလုံးတည်ဆိုတဲ့အနေထားမှာ Chelsea ပျော့သလားလို့မေးရင်အမှန်တိုင်းပြောရရင်တော့ DJ ကအဲကျွန်တော်အဖက်ဖက်ကသုံးသက်ရသလောက်ကတော့ DJ ကကျွန်တော်ပြင်းတဲ့ဘတ်တောင်မှာအနှင်းငယ်လေးရောက်တယ်ဗျကျွန်တော်ပြင်းရှင်းပြပြီးမယ်เนาะအဲ့တော့တလုံးသေးမှာကျွန်တော်သုံးလုံး90ဘောင်းနဲ့เนาะ9ဘောင်းချေသုံးလုံး90ဘောင်းရင်ဖြစ်နေတဲ့အတွက် Chelsea ဘက်ကတေချာပေါက် individual over 1.5ကျော်နိုင်တယ်အောက်ထက်တလုံးကိုကျော်နိုင်တယ်တွင်းနိုင်တယ်အဲ့တော့ Burnley အနေနဲ့ကိုးရမလားမေးရင်သုံးလုံး90ဘောင်းဟာ Burnley နဲ့ကိုးမရနိုင်ဘူးလို့ပဲကျွန်တော်တော့ ယူဆတဲ့အနေအထားပေါ့လေအဲ့တော့လက်ရှိဒီနှစ်သင်းရဲ့နောက်ဆုံးထိတဲ့သူတွေကိုပြန်ကြည့်ရရင်နောက်ဆုံး2023ဆယ်လပိုင်းပန်လီအိမ်ဝင်းမှာကျွန်တော်တို့ချက်စီအိမ်အဝေးဝင်းကနေတလုံး90ပေါင်းကျွန်တော်တို့ဖွင့်လှစ်ခဲ့ပါတယ်အဲ့တော့အဲဒီတော့က 1-4ဆိုတဲ့ရလိုက်နောက်ဆုံးပွဲပြီးခဲ့တယ်။အဲဒီရှေ့မှာ2022တလုံးတည်ရပြီးတယ်၄ခုပြန်နဲ့နိုင်ပါတယ်။ရှေ့မှာ2020တုန်းကတလုံးတည်ရပြီးတယ်ကျွန်တော်တို့ Z3 နဲ့၃ခုပြန်နဲ့နိုင်ပါတယ်เนาะရှေ့မှာ2019တလုံး90ပေါင်ပြီးတယ်24နဲ့နိုင်တယ်။ဆိုတော့ပြန်ပြီးကြည့်ရရင်နောက်ဆုံးအစင်လာရ2018နောက်ပိုင်းတောက်လျှောက်ပေါ့เนาะဂျီအပြင်းတုန်းကတော့ဒါတလုံးတည်ရဖြစ်ပြီးတော့ဒါတလုံး90ပေါင်အကုန်တောက်လျှောက်အောင်လာတယ်။နောက်ဘန်လေးအိမ်ကွင်းသမိုင်းမှာကိုက2010ရဆလို့เนาะဒီပြီးခဲ့တဲ့2023ဒီတောက်လျှောက်ဟာ အဝေးခွင်းရလက်ပိုင်းတော်တော်လေးကောင်းတယ်အနေဒါတွေ့ရတယ်အဲ့တော့ Chelsea ကဘန်လီအိမ်အိမ်ခွင်းဟာ Chelsea အတွက်တော့အောင်မြေသဘောမျိုးဖြစ်နေတယ်ပေါ့လေအဲ့တော့လက်ရှိကြီးကလည်းတလုံးတရေဖြစ်နေတဲ့အတွက်ဒီကြောင်သုံးမရမယ်လို့ကျွန်တော်ကတော့ယူဆရတယ်ဗျအဲ့တော့လက်ရှိ on form ဖြစ်နေတဲ့အနေအထားမှာတော့ Chelsea ကပိုပြီးတည်ငြိမ်တယ်လို့ယူဆရတယ် ဘန်လီဟာ1ဆန်းလို့အသင်းကိုနော်ခြေစွမ်းရင်းရင်နေတယ်ပေါ့ဆန်းလို့အသင်းကိုတော့3-2နဲ့ရှုံးထားတဲ့အနေထားဆိုတော့ now Arsenal အသင်းကို0-2နဲ့ရှုံးထားတယ်အဲတုန်းကတော့လက်ရှိနော်အဆင့်1 Arsenal ပေးခဲ့တဲ့ကြီးအဝေးဝင်ကနေတလုံးတရာရှုံးပေးခဲ့တာပါ now Liverpool အသင်းဒီဒီအဝေးဝင်ကနေပေးတဲ့ကြီးတလုံးတရာရှုံးပေးခဲ့တယ်0-1နဲ့ပွဲပြီးခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့သူတို့နိုင်တဲ့ပွဲဆိုလို့ဒါ Wolverhampton အသင်းကို2-3နဲ့သူတို့နိုင်လာတယ်အင်္ဂွန်းမှာ Leeds ကိုနိုင်လာတယ်ဒီလောက်ပဲရှိတယ်လုတ်ပြနိုင်တယ် now Sunderland ကိုအင်္ဂွန်းမှာနိုင်လာတယ်ပေါ့ဗျာအဲ့တော့အင်္ဂွန်းအနေထားအရာပြန်ကြည့်ရရင်တော့သူတို့3ပွဲဒါလက်ရှိဒီရာဒီမှာ ရှုံးပွဲဂျုံတွေ့ထားရတယ်အဲ့တော့ liverpool အသင်းကို z1 cardiff ကို carabao မှာ1-2 arsenal ကို z2 နဲ့ ပွဲပြီးထားတာတွေ့ရပါတယ်အဲ့တော့ဒီထဲမှာတစ်ဖက်က Chelsea ကိုပြန်ကြည့်ရင် Chelsea ကလက်ရှိ on form အရင်ကောင်းနေတယ် Tottenham Hotspur အိမ်ခွင်းမှာအဝေးခွင်းကိုနောက်ဆုံးနိုင်လာတယ်ဒီအိမ်ခွင်းနောက်ဆုံးကတော့ Wolverhampton အသင်းကိုအိမ်ခွင်းမှာ3-0နဲ့နိုင်လာတယ်အဲ့တော့ cancel လေးလည်းမဆိုးတိုက်စစ်လေးလည်းအဆင်ပြေတဲ့အနေအထားမှာတွေ့ရပါတယ်နောက်အဝေးခွင်းပြန်ရှင်ကြည့်ရရင်လက်ရှိတန်းဆင်းဆုံးအောင်ဆုံးကအဆင်16ရောက်နေတယ်ကျွန်တော် Northern Forest နဲ့ရှင်ကြည့်ရရင်အဲ့ Northern Forest လက်ရှိအိမ်ခွင်းမှာဒီရသည့် Chelsea အဝေးခွင်းကနေပေးတဲ့ကြည့်ရတယ်ဗာကြည့်လိုက်နော် level 50ရှုံးပဲပေးခဲ့တာပါနော်အဲ့တော့ level 50ရှုံးအဆင်16သမားကိုပေးခဲ့တဲ့ကြည့် level 50ရှုံးဖ ဖြစ်တာကြောင့်အခုပေးတဲ့တလုံးတည်ဟာဘန်လေးအစင်းဆက်ခွန်ပေးတဲ့အနေထားနဲ့စဉ်းစားမယ်ဆိုရင်ပြင်းတယ်ဗျတော်တော်ကြီးပြင်းတဲ့အနေထားကိုဖြစ်နေတာเนาะအဲ့တော့ Chelsea ကတည်းကအဝေးဝန်းကန်ခဲ့တဲ့ပွဲမှာတို့တို့ရှုံးထားတာဆိုလို့ဒီအနီးကပ်ထိခဲ့တဲ့ Man U တပွဲပဲเนาะ2-1နဲ့တို့ရှုံးထားရှုံးထားတဲ့အနေထားလေးတွေ့ရတယ်အဲ့တော့ဂျန်နယ်ပွဲဒီအားလုံးကတော့ Northern Forest ကိုနိုင်တဲ့ဒီ Wolverhampton အသင်းကိုနိုင်တဲ့ Northern Hotspur ကိုနိုင်ထားတာတွေ့ရပါတယ်။ဒါကြောင့်ဘလို့ပဲစဉ်းစားစဉ်းစားအဖက်ဖက်ကစဉ်းစားရရင်တော့ဒီဘက် Chelsea တေချာပေါက်၃မှတ်ရမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။5ပေါက်5ပေါက်အရန်အနေနဲ့များတယ်။၃လုံး90ပေါင်းဆိုတာဟာ Bogeri တွေနဲ့၃လုံးတေလည်းမပေးရသလို့ နှလုံးတရာရှုံးလည်းမပေးရဲဘူး stroke သုံးလုံး90ပေါင်းနဲ့သူတို့ကြားချလိုက်တဲ့သဘောပေါ့ဗျာဥမာဘန်လေးလုံးရမယ်ဆိုရင်12အဲဒါဆိုရင်ကိုးပေါ်နေတဲ့လူတွေကဒါ90ပဲသူတို့ယောရမယ်အဲဒီလိုမျိုးအနေထားနဲ့သူတို့မဝင်မရဲနဲ့ဖွင့်ထားတာဖြစ်တဲ့အတွက်ကိုးပေါင်းကအရန်အနေရများတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ချယ်ဆီကအဲချယ်ဆီကိုမယုံတာလေအဲ့အဲ့အချက်ပေါ့နော်အဝေးဝင်နည်းနည်းလေး ဟိုခြေစွမ်းရင်းရိုင်နေနေတာမှရှိတယ်နောက်ဆုံးဒါအဝေးဝင်း9ပွဲမှလည်းဒါတောက်လျှောက်6ပွဲရအဝေးဝင်း6ပွဲရကိုးပေါ်တာတယ်เนาะအဲ့တော့ဒါကြောင့်နည်းနည်းလေးဟိုဥမာပယ်နတီပေးရတာပဲဖြစ်ဖြစ်เนาะ Chelsea ကလည်းဘာလို့ဆိုအနီးကအရန်ယူရဲအသင်းဆိုတော့ဗျာเนาะဟိုသူတို့အနေနဲ့အကယ်ဘီများအမှတ်ပြန်အဲ့လိုမျိုးဖြစ်သွားခဲ့ရင်တော့ရလကပိုင်းကနည်းနည်းလေးထိခိုက်သွားနိုင်တယ်เนาะဒါကြောင့်ဘလိုပဲစဉ်းစားစဉ်းစားတော့ဒါဒီမရှိဘူးဆိုရင်တော့ဒီကြောင့်အာဆင်နဲ့တော်တော်ဟော့စပါနဲ့ထိတဲ့တူစုမှုအချိန်မှာ ချက်စီတို့သုံးမှတ်ရယူနိုင်မယ်လို့တော့ကျွန်တော်တို့ယူဆတယ်ဗျ။အဲ့တော့ဘယ်လိုပဲစဉ်းစားစဉ်းစားချက်စီပဲနေရမှာဖြစ်ပါတယ်။ချက်စီပေါ်ပြီးွား။နောက်တစ်ပွဲကတော့ဘုံမောင်းနဲ့ကျွန်တော်တို့ဝါဆန်ပွဲပါ။ဒီပွဲကတော့တကြောင်တဲ့ပွဲအနေနဲ့တော့တိတ်မဆော့တင်ဘူး။ဆိုတော့နည်းနည်းလေးအဲဆော့မယ်ဆိုရင်တော့အဲ 2x double chance လောက်တော့ကျွန်တော်ကြိုက်တယ်ပေါ့လေ။ဘာကြောင့်လဲဆိုတော့လက်ရှိလုံး90ပေါင်းမှာ3လုံး90ပေါင်းဝင်ယူဖြစ်တာကြောင့်ဝဆန်းအနေနဲ့ရလကောင်းနိုင်တယ်လို့နှလုံးရှုံးဝင်တော်မှာနှလုံးမပြတ်နိုင်ဘူးဆိုတဲ့ခြေမျိုးဖြစ်တယ်လို့ကျွန်တော်ယူဆတယ်။နှစ်ဒီနှစ်သိန်းကနောက်ဆုံးထိတဲ့ဆုံးပြီးခဲ့တဲ့ရာသီမှာပြီးခဲ့တဲ့ခြေရာဒီမှာနော် အဲလေတလုံး90ပေါင်းဘုံပေါက်ကပေးရတဲ့ရသည်2024 17လပိုင်းမှာပေးတယ်11နဲ့ကျွန်တော်တို့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်အခုလည်းထပ်ပြီးတော့တလုံး90ပေါင်းပေးတယ်ဘယ်လိုဖြစ်လာမလဲအဲ့တော့မနိကတဲ့ဆိုင်ရဲ့ဘုံပေါက်ဟာလက်ရှိအနေအထားအရာကတော့အရင်ကြီးခြေစွမ်းမပြနိုင်ဘူးဆိုပေမဲ့ဝါဆန်ဟာမနိကတဲ့ဆိုင်တော်တော်လေးစုပ်ပြတ်တက်နေပါတယ်เนาะအဲ့တော့လက်ရှိနူတို့ဆန်တိုးစ်လက်ထက်မှာလည်းဒါနောက်ဆုံးနှစ်ပွဲအိမ်ကွင်းမှာရလက်တော့ကောင်းလာတယ်ဒါပေမဲ့ဒါအဝေးကွင်းမှာအဲနူနိုဆန်တိုးစ်အနေနဲ့အရင်ကြီးခြေစွမ်းမကောင်းတာတွေ့ရတယ်ဘာလို့လဲလက်ရှိအနေအထားအရနောက်ဆုံးအဝေးကွင်းကကျွန်တော်တို့ဒါ ဒီ Leeds United အသင်းကို2-1နဲ့ရှုံးခဲ့တာကြောင့် Leeds လို့အသင်းကိုတော့เนาะ2-1နဲ့ရှုံးခဲ့တဲ့အနေအထားမှာဘုံမောက်လို့အသင်းကလက်ရှိခြေစွမ်းအရာစဉ်းစားမယ်ဆိုရင်တော့ဘလူကန်ကန်ရှုံးနေဗျအဲ့တော့ဘလူပဲဖြစ်ဖြစ်ဝက်ဆန်အသင်းဟာเนาะတန်းစင်းစုံတာကတ်နေပြီအဲ့တော့တန်းစင်းစုံနေတော့ရောက်နေပြီဗောလေအဆင့်16ကနေရုံအားလေးတစ်ခုရှိတာကြောင့် လက်ရှိ350ပေါင်အရာ900နိုင်ချီအနည်းငယ်လေးတော့ရှိနိုင်တယ်ဒါပေမဲ့ဘုံမောက်ကိုပြန်ကြည့်ရရင်လည်းဘုံမောက်အသင်းရဲ့လက်ရှိ current form SMV လာကိုရှုံးတယ် CD ကိုရှုံးထားတယ်ဒါပေမဲ့ Northern Forest အသင်းကို level တရာရှုံးကြီးမှာ2-0နဲ့အောင်ထားတဲ့အချက်ရဲ့ Fulham လိုအသင်းကို3-1နဲ့နိုင်ထားတဲ့အချက် Brighton ကို2-1နဲ့နိုင်ထားတဲ့အချက်ကြောင့်ခြေစွမ်းအရာနေမဲ့ဆိုရင်ဘုံမောက်နေသင့်တယ်ဒါပေမဲ့ကျွန်တော်အထင်တော့ဒီဘွဲက350ပေါင်ဆိုတာဟာ နည်းနည်းလေးပြော့နေလို့တော့ယူစရတယ်ဗျ။ဘာကြောင့်လဲဆိုတော့ Wolverhampton လို့အသင်းကိုတောင်နော်တလုံး90ပေါင်ပေးခဲ့ပြီးတော့1-0ပဲပွဲပြီးခဲ့တဲ့အနေအထားမျိုးမှာနေလို့ Santos အနေနဲ့ဒီနေ့ဘက်မှာတော့ West Ham ကိုတခုခုတော့လုပ်ပြမယ့်အနေအထားလေးရှိမယ်လို့ယူစရတယ်ဗောလေ။ဒါကြောင့်ဒီဘက်ကကျွန်တော်တခြားနောက်တော့ဘက်အနေနဲ့တော့ဖြစ်နိုင်တော့မစော့ခြင်းဘူး။ဒါပေမဲ့ရွေးမယ်ဆိုရင်ကျွန်တော်တို့ ဝက်ဆန်လေးကြိုက်တယ်နော်ဝက်ဆန်ဘော်ဒီလေးပါပါလေးကြိုက်ပါတယ်ဟုတ်ပြီပါနောက်တစ်ပွဲကတော့ Brighton ပွဲပါဒီပွဲမှာတော့ Brighton လေးပါပါလေးကြိုက်တယ်ဒါ့ပေမဲ့မြမကြီးနဲ့တော့မကြိုက်ဘူးနော်ဆိုတော့ Brighton 1x double chance လေးတော့မဆိုးဘူး level 80ရှုံးပေးထားတဲ့၃လုံးကိုဒါ80ပေါင်းပေးထားတယ်ဆိုတော့နှလုံးတရာရှုံးဝင်ယူပဲထားပါတော့အဲ့တော့ level 80ရှုံးနှလုံးတရာရှုံးဆိုတဲ့အနေထားရ Brighton တေချာပေါက်မရှုံးနိုင်ဘူးဒါပေမဲ့တေဖြစ်နိုင်တယ်ဒီလိုမျိုးစဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်းရဲ့ပြီးတဲ့ရာသီမှာပြီးခဲ့တဲ့ပုံရနော် Brighton အိမ်ဝင်မှာမနေ့ကပြီးခဲ့တဲ့ကြီးကတလုံးတေအထိပြီးခဲ့တာအဲ့တော့အခုကြီးနေရှင်တော့တော်တော်လေး ပျော့တယ်เนาะအဲ့တော့လက်ရှိအနေအထားအရာအဲ့ရှိတဲ့နှစ်တုန်းကတော့2023မှာ level တရာရှုံးကြီး21နဲ့ပွဲပြီးထားတယ်ပေါ့ဗျာเนาะအဲ့တော့လက်ရှိအနေအထားအရာ Brighton ဟာတရားဒီအိမ်ဝင်အရန်ကောင်းပါတယ်ရှုံးပွဲလုံးဝမရှိသေးတဲ့အဲဒါမှဒီထဲမှာ Man City တို့အသင်းကို2ဂိုးတကူနဲ့နိုင်တယ် Tottenham Hotspur ကို2ဂိုးတကူနဲ့နိုင်တယ် list ကို3ခုပြန်နေနိုင်တယ်အဲ့တော့ဂိုးမသွင်းနိုင်တဲ့ပွဲ Brighton တရားဒီအင်္ဂွန်းမှာလုံးဝမရှိသားဘူးဒါတောင်မှမီဒိုမာတို့အုပ်စုမပါဘဲနဲ့ဖြုတ်နေတာပါ Brighton ဟာเนาะအဲ့တော့လက်ရှိရှိတဲ့လူစင်းနဲ့ဒီလောက်ထိရလကောင်းနေတဲ့အနေအထားမျိုးမှာလည်းပဲ80ဟာ Brandfo ကိုပေးတဲ့အနေထားအရာကတော့မရှုံးနိုင်ဘူးလို့ပဲကျွန်တော်ကတော့ယူဆတယ်ဒါပေမဲ့တည်ဖြစ်တိုင်းတယ်ဟုတ်သောနှလုံးတရားရှုံးချေးအရာ11ဆိုတဲ့အနေထားလေးသွားနိုင်တယ် Brandfo ကတရားဒီမှာเนาะဒီဒီ frame ရှိတဲ့အနေထားမျိုးမှာဒီ Casper နဲ့သွားနေတဲ့တောက်လျှောက်အစင်တော့ပြေနေတယ်ပေါ့လीเนาะအဲ့တော့ Andrew နဲ့ပြောတာဆိုတော့ Andrew နဲ့သွားနေတောက်လျှောက်မှာကဒါ Liverpool လို့အသင်းကို3-2နဲ့နိုင်အောင်လုပြနိုင်ခဲ့တယ်နောက်နောက်ဆုံးပွဲမှာဒီ Newcastle အသင်းကို3-1နဲ့ဆိုတော့တိုက်စစ်ကတော့တောက်လျှောက်ဟိုအလုတ်ဖြစ်တဲ့အနေထားလို့ပဲပြောရမှာပေါ့လေအဲ့တော့လက်ရှိဒီအဝေးဝင်းက Brighton ဒီ Brentford အနေနဲ့အရှုံးခဲ့တာ Crystal Palace ကိုရှုံးခဲ့တယ်เนาะ2-0နဲ့ရှုံးခဲ့တယ်ဖူဟန်ကိုရှုံးမှုတယ်3-1 Sunderland ကို2-1နဲ့ရှုံးတယ်ဆိုတော့အဝေးကွင်းနည်းနည်းလေးအဲခန်းစပိုင်းယူရင်းတယ်လို့ရလက်ပိုင်းလဲအဝေးကွင်းညံ့တယ်လို့ကျွန်တော်ပြောပြောရမယ်အစားမသေးတတ်တာပေါ့လေအဲ့တော့လက်ရှိအနေထားအရဒီ Northern Forest လို့အသင်းကိုလည်း3-1နဲ့ရှုံးထားတာအကြောင်းဒီလိုပွဲဟာနေမယ်ဆိုတော့ကျွန်တော်ဒီပွဲလေး Brighton အနေနဲ့အိမ်ကွင်းမှာမရှုံးဘူးဆိုတဲ့ဘက်ကနေမှဖြစ်တဲ့အတွက်ကျွန်တော်တို့ Brighton 1x double chance လေးကြိုက်ပါတယ်เนาะအော်မြန်မာကြီးနဲ့တော့ကျွန်တော်ဒီပွဲလေးမနေရဲပါဘူးเนาะโอเคပါအဲ့တော့နောက်ပွဲကတော့ကျွန်တော် Fulham နဲ့ Sunderland ပွဲဖြစ်ပါတယ်ဒီမှာ level ပဲ80ရှုံးပေးထားတယ်နှလုံးကိုအဲ80ရှုံးပေါ့နော်ဆိုတော့ကျွန်တော်ပွဲရီးနေတုန်းကကိုပေါင်းကြီးကနှလုံး40ရှုံးပေးထားတာဆိုတော့ဂူအောင်နေဖို့စဉ်းစားသေးတယ်ဗျ။တို့ပဲလဲကျွန်တော်ဒီပွဲမှာ body ပဲကျွန်တော်ဟိုလက်ရှိနေထားရမောင်းထဲမှာယူလိုက်တယ်ဗောလေ။အဲ့တော့ဒါကတော့ဒီ Sunderland body ဖြစ်ပါတယ်။ဘာလို့ဆိုတော့လက်ရှိ full hand ဟာလည်း80ရှုံးမှာနှလုံး80ရှုံးဖြစ်သွားပြီဆိုကြဲက Sunderland အနေနဲ့ကိုရမယ့် chance ကပိုပြီးမြင့်တက်လာတယ်။အဲ့တော့ level 80ရှုံး body ဝင်ရိုးဟာအမှန်တမ်းပြောရင်တော့ကြေးပြင်းတဲ့ဘက်တီရောက်တယ်။ မနေ့ကဒီဒီရှေ့တက်နဲ့ပေါ့နော်နောက်ဆုံးတွေ့ခဲ့တဲ့2023 FA တုန်းကတွေ့တွေ့တုန်းကပေးခဲ့တဲ့ကြီးက350ရှုံးဒီပေးခဲ့တာဝမ်းဝမ်းနဲ့ပွဲပြီးတယ်ဆိုတော့အခုပေးပေးတဲ့ကြီးနဲ့ရှင်ကြီးရရင်တော့ဒါတော်တော်လေးပျော့တယ်လို့ကျွန်တော်သုံးသပ်မှာဖြစ်ပါတယ်အဲ့တော့ဒီနေ့သင်းရဲ့ head to head အရနောက်ဆုံး6နှစ်ဆက် boarding to school ဖြစ်တာတယ်ဆိုတော့အပေါ်ဘက်သွားမယ့်အနေထားများနေတယ်ဒါပေမဲ့လက်ရှိစဉ်းစားပုံအရကစန္ဒလန်ဟာအဝေးကွင်းကန်စပိုင်အသားပေးပြီးပိတ်ကန်တယ်အဲ့တော့ twin goal နဲ့အနှဲငယ်ပဲတွေ့ရတယ်အဲ့တော့ full hand ကလည်းဒီရသည့်အိမ်ခွဲမှာ under 2.5ပွဲအရင်များတယ်เนาะအဲ့တော့နောက်ဆုံးပွဲက ဒီ Wolverhampton အသင်းကို350ပေါင်း 3C နဲ့ပြီးတယ်အဲ့တော့လက်ရှိ Wolverhampton လို့အသင်းကိုတော့350ပေါင်းပေးခဲ့တဲ့အနေအထားမျိုးမှာစန်နလန်လို့အပေါ်ကနော်1 2ဆက်လာနော်ဝင်တဲ့အသင်းကိုပေးတဲ့ကြီးက level တရားနားကတ်နေတယ်ဆိုတော့ဖူဟန်ကြီးတော်တော်ကြီးပြင်းနေတယ်ဗျာနော်အဲ့တော့ဒါကြောင့်နည်းနည်းလေးတော့ body ကအန်နေများနိုင်တယ်နော်အဲ့တော့ဖူဟန်အနေနဲ့ဒီရာသီရှုံးတာတော့ Arsenal တပွဲပဲအင်ကွန်းမှာရှိတယ်ဒလုံးသေးမှာ Z1 နဲ့နော်ဒါတော့မှကြီးမရှုံးသားသေးဘူးအဲ့တော့သူတို့နိုင်တဲ့အသင်းတွေက Leeds ကိုနိုင်တယ် Bradford ကိုနိုင်တယ်နော် Wolverhampton ကိုနိုင်တယ်မန်ယူကိုတည်ကံထားတယ်ဆိုတော့အင်ကွန်းက ော်တော်လေးကောင်းတဲ့အနေထားမှာရှိပါတယ်เนาะ under 2.5တွေများတယ်တပတ်ကဆန်ဒါလန်ဟာနောက်ဆုံးပွဲမှာအာဆင်နယ်လိုအသင်းကိုတူတူနဲ့ခံကန်နိုင်တဲ့ဆိုတဲ့ကလက်ရှိဆန်ဒါလန်အသင်းရဲ့လက်ရှိခြေစွမ်းကเนาะ on form ကောင်းတယ်လို့ပြောရမယ်နောက် Everton တို့ကိုတည်ကြံတယ်ချယ်ဆီအိမ်ခွင်းမှာဆန်ဒါလန်အဝေးခွင်းကနေ1-2နဲ့နိုင်ကြတဲ့က လက်ရှိဆန်ဒါလန်တိုက်စစ်ကတိတ်စိတ်ပူစရာတော့မလိုဘူးဗျဒါပေမဲ့သူတို့ရှုံးထားတဲ့ပွဲအနှိမ့်ငယ်တော့ရှိတယ်မန်ယူကိုဒီယာဒီမှာတူးစီးနဲ့ဝေးခွင့်ရှုံးထားတယ်အဲ့ဘန်လီကိုတူးစီးနဲ့ရှုံးတဲ့တစ်ချက်ပဲကျွန်တော်နည်းနည်းလေးစိတ်ပူတာဂျန်နာကတော့လက်ရှိ on form ဖြစ်နေတဲ့အနေအထားမျိုးမှာဆန်ဒါလန်မရှုံးဘူးလို့ယူဆတာကြောင့်ကျွန်တော်ဒီပွဲလို့ဆန်ဒါလန်ပဲနော်ပေါပါလေးပဲကြိုက်ပါတယ်နော်ဒါကြောင့်တော့ပွဲအဖြစ်တော့ကျွန်တော်မယူတာဘူးဒါပေမဲ့မောင်းနေမှာကျွန်တော်ဆန်ဒါလန် body လေးထင်တာပါတယ်ဆန်ဒါလန် body ပါ နောက်တစ်ပွဲတော့လီဗာပူးပွဲဖြစ်ပါတယ်လီဗာပူးကလက်ရှိထဲမှာတလုံး90ရှုံး3လုံးသေးရင်းနဲ့ပိတ်ထားတယ်ဒီတလုံး90ရှုံးဟာအမှန်တိုင်းပြောရရင်တော့ဒီယာဒီအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါပေးတဲ့နယ်ခြေလို့စဉ်းစားပေးလို့ရတယ်ဒါပေမဲ့တမိုင်းတစ်ချောင်းအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့ဒီကြီးကတော်တော်လေးပျော့တယ်နောက်ဆုံးပေးခဲ့တာလီဗာပူးအင်္ဂွန်2024 8တနေ့6လပိုင်းလုံးကအင်္ဂွန်မှာပေးခဲ့တဲ့ခြေကနှလုံးသေးရေးဖြစ်ပါတယ်နော်နှလုံးသေးရေးခြေကိုကျွန်တော်တို့0-1နဲ့ ဒေါက်တာ Forest ကနိုင်ခဲ့တာကြောင့်မနေ့ကတော့ဒါတော်တော်လေးရင်ခံခဲ့ရတဲ့အနေထားမှာရှိပါတယ်ဒါကြောင့်မနှလုံးသီးပါအဲ့တော့နှလုံးသီးပြီးခဲ့တဲ့ပြီးခဲ့တဲ့ရာသီနဲ့အခုတလုံး90ရှုံးရှင်ကြည့်ရရင်တော့တလုံး90ရှုံးဟာဘလိုပဲစဉ်းစားစဉ်းစားတော်တော်ကြီးပြော့တယ်ဗျဘာလို့လဲလက်ရှိ level 5ဟာဖလားရဖို့လိုတယ်ဆိုရင်တော့ဒီဘက်ကတေချာပေါ့ကမ်းမှာเนาะအဲ့တော့ဒါဆိုသူတို့အနေထားအရရမ16မှာပဲရသေးတယ်အာဆင်နယ်က26မှာဆိုတော့အရင်ဟနေပြီ3မှတ်ကတေချာရအောင်မှာအဲ့တော့3မှတ်မှာပေးတဲ့ကြီးကတလုံး90ရှုံးဆိုတော့အဲနိုင်မဲ့အနေထားကိုတော့မှ90ပဲရှုံးမယ်ဆိုတော့ တော်တော်ကြီးပြော့နေတဲ့အနေထားတော့ဖြစ်နေတယ်ဗျာဒါကမှတော့လုံးတည်နေတဲ့ကာထားချင်းအပြင် Northern Forest အနေနဲ့လည်းတကူရနိုင်ကြီးအနှိမ့်ငယ်လေးရှိနေတယ် Northern Forest ကဒီကဒီတော်တော်လေးဆုတ်ပြတ်ပါတယ်เนาะအဆင့်16အထိကိုရောက်နေတာအဲ့တော့တိုက်စစ်ပိုင်းရောခြေစွမ်းပိုင်းရော ဒီဒီခန်းစပိုင်းဟောကတိတ်မမှန်လေးပြဿနာတော့ရှိတယ်အိမ်ငွေလေးမစိုးဒါပေမဲ့အဝေးဝန်းစုတ်တယ်အဝေးဝန်းနိုင်ပွဲလုံးဝမရှိသားသေးဘူးเนาะဒီ Northern Forest ကနောက်ဆုံးပဲမှာ Stamgrass အသင်းကို ZZ ဘုံမောက်ကို level တရာရှုံးချင်းမှာ 2Z ဆိုတော့အသင်းကြီးဆိုလို့ Arsenal နဲ့ကံပြီးသွားပြီเนาะ Arsenal နဲ့ဒီရာသီမှာပြီးခဲ့တဲ့ကြီးကလေတလုံး90ရုံးမဲ့ပြီးခဲ့တာเนาะ3-9ပြက်နဲ့ Arsenal ဟာကြီးအောင်ခဲ့တယ်ဆိုတော့ဒီဂျင်းနဲ့သွားရှင်ကြည့်ရမယ်နှိုင်းမယ်ဇွန်တော့ level ကြီးရတာတလုံး90ရုံးဆိုတော့ဒါပေးတဲ့ကြီးတော့ဖြစ်နေပါတယ်เนาะဒါလေးတော့နည်းနည်းလေးကျွန်တော်စဉ်းစားမှာဖြစ်ပါတယ်အဲ့တော့ Northern Forest က လက်ရှိအဓိကပြဿနာကရှွန်တိုက်ဖြစ်နေတယ်ဗျ Posi Gol ဆိုရင်တော့မှအဲနည်းနည်းလေးဟိုစဉ်းစားစရာဖြစ်အောင်ပဲပေါ့အခုရှွန်တိုက်ရဲ့ကင်ထားတဲ့ Northern Forest ကနည်းနည်းလေးခံစစ်ပိုင်းအားပြူတဲ့အနေထားဖြစ်တယ်လို့တိုက်စစ်ကလည်းတောက်လျှောက်ကိုးရနေတယ် United ကိုတေရောက်ကန်တယ် Leeds ကိုနိုင်တယ်နောက်ဒီဘုံမောက်ကိုတော့တူးစီးနေတော့သူတို့ရှုံးထားတယ်ပေါ့လေဆိုတော့ Shonite အိမ်ဝင် Northern Forest အိမ်ဝင်အရန်ကောင်းလာတယ်ဒါပေမဲ့အဝေးကွင်းတော့ကျွန်တော်မယုံရဲသေးဘူးဒီတီချာပဲကျွန်တော်တို့စဉ်းစားစရာရှိတယ်ပေါ့လေဆိုတော့နည်းနည်းလေးအဲ Shonite ရဲ့အဝေးကွင်းက ခံစစ်ပိုင်းမဲအားပြုလာမလားသုံးလုံးသိပေးထားပုံကြီးအရင်ကြီးဖွင့်ဆော့မဲ့ပုံတော့မဖြစ်နိုင်ဘူးဆိုတော့နေမယ်ဆိုရင်တော့ဒီဘက်ကျွန်တော် Northern Forest ါပါလေးပဲကြိုက်ပါတယ်ပါပါလေးပဲကြိုက်ပါတယ်ဖြစ်နိုင်အောင်ရှောင်းပါเนาะတခြားပွဲတွေရှိပါတယ်โอเคပါအဲ့တော့နောက်ဆုံးပွဲကတော့ဒီနေ့ရက်နှစ်ဆပွဲလေးဖြစ်တဲ့ Crystal Palace နဲ့ Wolverhampton ပွဲလေးဖြစ်ပါတယ်ကျွန်တော်ဒါမမပွဲတွေကကျွန်တော်တပွဲချပေးတာဖြစ်ပါတယ်เนาะတခြားတော့ပွဲအနေနဲ့ကျွန်တော်ချပေးတာဖြစ်ပါတယ်โอเคပါအဲ့တော့ဒီမှာ Crystal Palace ကတလုံး80ပေါင်းနှလုံး80ရှုံးနေပေးထားပါတယ်ဆိုတော့ဒီနေ့သင်းရဲ့ပြီးခဲ့တဲ့ရာသီထိုက်တဲ့တိုးမှုအရာဒီဘာမလဲအိမ်ခွဲမှာပေးခဲ့တဲ့ကြီးကဒဲကြီးဖြစ်ပါတယ်တူးတူးနဲ့ပွဲပြီးပါတယ်ဒုတိယကြော့ဒီ Crystal Palace အိမ်ခွဲရောက်တဲ့အခါမှာပေးတဲ့ကြီးက လေဗျ90ရှုံးဖြစ်တယ်42နဲ့အောင်းတယ်ဆိုတော့မနေ့ကတော့ Crystal Palace ရလက်ပိုင်းကောင်းခဲ့တယ်အဲ့တော့မနေ့ကပေးခဲ့တဲ့ကြီးကဒဲကြီးဖြစ်တာကြောင့်အခုပေးတဲ့เนาะတလုံးကို80ပေါင်းဆိုတဲ့အနေထားဟာ Crystal Palace ကြီးအရန်ပြင်းတယ်နောက်တစ်ချက်ကဒီတမိုင်းတစ်ချောက်ဒီ head to head အရာပေါ့เนาะ2003ခုနှစ်ကစလို့လက်ရှိအချိန်ဒီတောက်လျှောက် Wolverhampton ဘက်ကကြီးပဲကြီးဖွင့်နေတာဖြစ်ပါတယ် အဝေးကွင်းကနေကြေးတစ်ခါပဲဖွင့်ဘူးတယ်2024 5လပိုင်းဒီမှာစတားလီပြတာတယ်နော်တစ်ခါပဲဖွင့်ဘူးတယ်အဝေးကွင်းကနေ level 50ရှုံးတာဖွင့်တာ13နဲ့အောင်ခဲ့ခြင်းဖြစ်ပါတယ်ဒါကြောင့်တမိုင်းအစဉ်ဆက်တစ်ချောင်းနောက်ထပ်ဒုတိယအကြိမ်မြောက် Crystal Palace ကြီးဖွင့်တာဖြစ်တဲ့အတွက်เนาะတလုံး80ပေါင်းဟာတော်တော်ကြီးပြင်းပါလေ Crystal Palace ကြီးကအဲ့တော့အောင်မှမှုလို့သာဒီလိုမျိုးကြီးဖြစ်တယ်လို့ယူဆတယ်ဝမ်ဒန်ကလက်ရှိနီးပြအပြောင်းလဲလုပ်ထားတယ်လက်ရှိဒါနီးပြသင်းနဲ့ပွဲထွက်လာမှာဖြစ်တဲ့အတွက်နည်းနည်းလေးတော့တပွဲတပွဲစောင့်ကြည့်သင်းနေတယ်ဆိုတော့လက်ရှိကစားသမားတွေနဲ့ on form ဖြစ်မဲ့အနေဒါတော့လုံးဝမဖြစ်နိုင်ဘူးနောက်တိုက်စစ်ပိုင်းအရန်အားနေတယ်ဝမ်ဒန်ကเนาะအဲ့တော့လောလောဆယ်အနေထားအရကတော့နောက်ဆုံး၅ပွဲဆက်ကြီးကြထားတယ်ဒီတစ်ချက်တည်းအကြောင်းသာလည်းသူတို့ကြီးအောင်နိုင်တဲ့အနေထားလေးရှိနေတယ်ဒါပေမဲ့ဒီဘက်မှာတော့အောင်မယ်လို့လည်းကျွန်တော်မထင်ဘူးလာမယ့်တပွဲတစ်ပွဲအတွင်းမှာသာ ဝမ်လန်ကြီးအောင်တော့မှဖြစ်တာကြောင့်လက်ရှိ on form ဖြစ်နေတဲ့ Crystal Palace ကခြေစွမ်းအတက်ဖက်ရောက်နေတယ်เนาะအဲ့တော့ဒီ Brighton လို့အသင်းကိုဒါဇီးဇီးနဲ့တေးကန်တယ် Isaac Agama လို့အသင်းကို3-1နဲ့ကိုးပြတ်နိုင်တယ် Brentford ကို2-0နဲ့ clean sheet ရပြီးနိုင်တယ် Liverpool အိမ်ခွဲမှာ Carabao အသင်းကို0-3ဆိုတော့တောက်လျှောက်က Crystal Palace ကယုံကြည်လို့ရတဲ့အနေအထားမှာရှိပါတယ်နောက်တစ်ချက်ကချေးအနေအထားအရာပေါ့လေအဲ့တော့ Crystal Palace ဒီဟာဒီအဝေးခွင်းရှုံးခွဲတစ်ပွဲသာရှိတယ် Everton အသင်းကို2-1နဲ့ဒါဒီဒီဒီ Premier League မှာရှုံးလာတယ်။ Arsenal ရှုံးလာတော့ထားလိုက်တော့အသင်းကြီးဆိုတော့အဲ့တော့လေလေအသင်းတွေဖြစ်တဲ့ဟိုဒီဒီ West Ham အသင်းကို အိမ်ခွင်းမှာ1 2နဲ့9နဲ့ Aston Villa အိမ်ခွင်းမှာ Z3 နဲ့9ထားတာဖြစ်တဲ့အတွက်လက်ရှိ Wolverhampton လိုမျိုးစုပ်ပြတ်နေတဲ့အသင်းမျိုးကတော့ဘလူးပြေးစဉ်းစားစဉ်းစား Crystal Palace ပဲနေစရာရှိတယ်ဗျတလုံး80ပေါင်းမှာနှလုံး80ရှုံးလဲဖြစ်တဲ့အတွက်အပေါ်အသင်းအလေလက်မှာမှာအပေါ်အသင်းအနေနဲ့ဝေးဝန်းကနေပြေးတဲ့ကြီးအနေနဲ့စဉ်းစားမယ်ဆိုရင်တော့ဒီနေ့ကတော့လင်းယုံနေကျုံးမဲ့ပွဲလို့ကျွန်တော်ကတော့ယူဆပါတယ် Crystal Palace နှစ်ဆပွဲဖြစ်ပါတယ်โอเคပါအဲ့တော့နောက်ဆုံးပွဲကတော့ Newcastle နဲ့ကျွန်တော် Man City ပွဲဖြစ်ပါတယ်ဒါကဒီပွဲကတော်တော်လေးတော့စိတ်ဝင်စားတယ်ပေါ့လေလက်ရှိ level 80ရှုံးတော့ မန်စီးတီးကိုပေးရတယ်ဗျဒါကောင်က3လုံး30ပေါင်းနဲ့ကာရတယ်ဗောလေအဲ့တော့ဒီနေ့အသင်းပြီးခဲ့တဲ့ရာသီထိုက်တဲ့စုမှုရဒီနျူကာဆယ်အင်ကွင်းမှာမနစ်ကပေးခဲ့တဲ့ကြီးကဝေးဝန်းကနေတလုံး90ပေါင်းပေးခဲ့တာဖြစ်ပါတယ်ဒါကဝမ်းဝမ်းနဲ့ပွဲပြီးတယ်ဆိုတော့အခု level 80ဟာအောင်ပါမလားဆိုတော့ဂျေးကတော့အမှန်တိုင်းပြောရင်တော့ဒီရာသီအနေနဲ့အနေထားအရစဉ်းစားမယ်ဆိုရင်တော့ဒီဂျေးကပေးတဲ့ဂျေးလို့ကျွန်တော်ယူဆလို့ရတယ်ဒါပေမဲ့ပြင်းတဲ့ဘတ်တော့မသွားဘူးဗောလေအဲ့တော့နောက်ဆုံး9နှစ်ဆက်နျူကာဆယ်အင်ကွင်းမှာကန်ခဲ့တဲ့ပွဲမှာနှစ်ချိန်သာ အနိုင်ရထားတယ်အဲ့တော့နိုင်နေပွဲတွေကလည်းတစ်လုံး90ဘောင်းနဲ့နှလုံး90ရှုံးနေဖြစ်နေတယ်အဲ့တော့နယူကာဆယ်ကိုပြန်ကြည့်ရမှာကနယူကာဆယ်မှာမဟုတ်ပါဘူးနှစ်သိန်းလုံးမှာနောက်လာမဲ့ဂျာရက်မှာချန်ပီယံလိရှိပါတယ်ဆိုတော့ဘလိုပဲဖြစ်ဖြစ်လူစင်းကတော့လူစုံတက်ဆုံနေတော့ပွဲထွက်လာဖို့တော့ရှိတယ်ဒါပေမဲ့45မိနစ်เนาะခွဲပြီးတော့အဓိကကစားသမားတွေကိုအလဲလေလေပြုတ်လုံနိုင်တယ်ဆိုတော့ line up ကအရင်အရေးကြီးတယ်အဲ့တော့ဒီနေ့ဆော့မဲ့ပွဲတွေထဲမှာလာမဲ့ချန်ပီယံလိမှာ เนาะအမှတ်လိုတဲ့အသင်းလေးဖြည့်မဲ့အသင်းလေးဟာဒီနေ့ဘက်မှာနည်းနည်းလေးဒီဒီဘက်မှာ short ဆော့မဲ့အနေဓာလေးရှိနိုင်တယ်เนาะဒါကြောင့် line up ကိုတော့ဘယ်ပွဲပဲဆော့ဆော့အဲ line up ထပ်မဆော့ရင်တော့အကောင်းဆုံးမဟုတ်ပါဘူးเนาะအဲ့တော့လက်ရှိကတော့ level 80ရှုံးဆိုတဲ့ပမာဏဟာ Newcastle အနေနဲ့နိုင်ဖို့တော့မဖြစ်နိုင်ဘူးဗျာအဲ့တော့တည်ရတော့ຢာကောင်းရှားနိုင်ဘာလို့လက်ရှိဒီဟာဒီအင်ဝင်အရန်ကောင်းတယ်ဒီထဲမှာအဆင့်1အာဆင်နယ်အသင်းအင်ဝင်ဒီအာဆင်နယ်အသင်း Newcastle အင်ဝင်မှာပေးခဲ့တဲ့ G level 50ရှုံးမဲ့ရှိရဗျာเนาะဒါကြောင့် Arsenal တောင် level 50ရှုံးမှာ1 2နဲ့ နိုင်တဲ့အနေထားမှာ CD ပေးတာလေးလည်းပဲ80ဟာပြင်းတဲ့ဘက်ကိုသွားတယ်အဲ့လိုတော့ကျွန်တော်မြင်နေပေါ့လေဒါပေမဲ့နောက်ပိုင်းတောက်လျှောက်က Not the Forest ကိုနိုင်တယ် Banfield ကိုနိုင်တယ် Fulham ကိုနိုင်တယ် Tottenham Hotspur ကိုနိုင်တယ် Bilbao ကိုနိုင်တယ်ဆိုတော့နိုင်တော့နိုင်တယ်ဒါပေမဲ့အဲ့ပွဲတွေကိုတွားကြည့်လိုက် Banfield ကမော်ကြီးလက်ထက်အခုလစ်နေတဲ့အသင်း Not the Forest ကတန်းဆင်းဆုံးနဲ့ကြောက်နေတာ Fulham လည်းလက်ရှိဒီဟာဒီမှာတော်တော်လေးလစ်နေတဲ့အသင်းအဝေးဝင်အားနေတယ်နောက် Tottenham Hotspur လည်းထိုးနေကြကောင်းပဲ Bilbao ကလည်း Nico Williams နဲ့အကုန်လုံးကျိုးပဲ့နေတဲ့အနေထားဆိုတော့အရင်ကြီးတော့ Newcastle ကို အထင်ကြီးစရာတော့မရှိဘူးပြဒါကြောင့်ဒီပွဲကကျွန်တော်ထင်ယူကစဘယ်လိုမှနိုင်နိုင်ချေမရှိနိုင်ဘူး။ဂွာကြီးရဲ့ CD အရင်ကောင်းလာတယ်နော်ဒိုဂူတို့အကုန်လုံး hype နေတယ်။ level ပွဲမှာအရင်ကောင်းတာတွေ့ခဲ့ရတယ်။သုံးခုပြက်နေကိုတိတ်လာတာ။အဲ့တော့ဒီနေ့ပွဲမှာနော်စောစောကပြောတဲ့အတိုင်းအာဆင်နယ်ကဒေါ်နာဟော့စပါနဲ့တွေ့မှာပြတ်တယ် CD လဲကျုံးမှာပဲ။သုံးမှတ်ကတော့ဒီပွဲက CD တော်လေးမိုက်တယ်ဗျ။ဒါပေမဲ့တရေပဲနည်းနည်းလေးကြောက်အောင်ပါ။ဆိုတော့နေမယ်ဆိုရင်တော့နေရရင် body ကမန်စီးကြီးပဲနေတဲ့ ਨੇ အမနေရရင်တော့ 2x double chance ဒီနေ့ CD ကတော်တော်ကြီးမိုက်ပါတယ်เนาะအရှုံးမရှိနိုင်ဘူးလို့ကျွန်တော်ယူဆတယ် CD လက်ရှိ Garden Fawn ရဓမ္မလုံအသင်းကို၄ခုပြန်နဲ့တိတ်ထားတယ်ဘုံမောက်ကို၄ခုပြန်နဲ့တိတ်ထားတယ်ဆိုတော့ဒီ SM Villa အဝေးခွင်ကတော့ 1C နဲ့ရှုံးတာတော့လက်ခံပါတယ်ဒါပေမဲ့လက်ရှိပေးထားတဲ့ဂျေးပေါ်မူဒီစဉ်းစားမယ်ဆိုတော့ level 80ရှုံးရကျွန်တော်တော့မရှုံးနိုင်ဘူးဗျ CD တော်တော်မိုက်ပါတယ်เนาะအဲ့တော့ 2x double chance Man City body ဖြစ်ပါတယ်โอเคပါဒါဆိုတော့ဒီနေ့ဒါ Premier League ကျွန်တော်တို့သုံးသက်ချက်အားလုံးမှာ9ပွဲလာเนาะအားလုံးမှာ ခုနပွဲပြီးပါပြီအဲ့တော့ဒီနေ့နဆာပွဲလေးတော့မမာတွေကကြော်ဒီထဲမှာခြာပြီးထားပါတယ်เนาะအဲ့တော့ဒါကတော့ Crystal Palace Body 2 Star ပွဲလေးဖြစ်ပါတယ်โอเคပါနောက်ဆုံးဒီနေ့ Premier League တဲကခုနပွဲပြီးပြီဆိုတော့ကျွန်တော် Now Live တဲမှာ La Liga နဲ့ Now Live တဲမှာကျွန်တော် Bundesliga လေးပြောလိုက်မယ်เนาะပြီးရင်တော့ဟို Now Zone Live မှာကျွန်တော်၄သင်းပေါင်းတမောင်းခြာပြီးမှာဖြစ်ပြီးတော့ဒါ La Liga League 1နဲ့ Championship ပွဲလေးတွေ ြောပြီးမှဖြစ်ပါတယ်။ Okay ပါ။ဆိုတော့ဒီ live လေးကိုလည်းအသေးလေးလမလေးနော်တရားတစ်ဆက်လောက်ကြည့်ပြီးတော့နှိပ်ပေးကြပါအောင်ကြီးကိုကြီးသူများကြီးတင်ပါရပြ။ဆိုတော့ဒီ live stream ကိုကြည့်ရှုပဲကြည့်ရှုပဲ brother တွေ share ပဲ brother တွေ comment ပဲ brother တွေတယောက်ချင်းတည်းတည်းအောင်ကြည့်သူများကြီးတင်ပါရပြ။မင်္ဂလာရှိသောညလေးဖြစ်ပါစေဗျ။ Good luck ပါ